ဒီနေ့ကိုသဘောကျနေတဲ့ကောင်းလေးကောင်းမလေးရဲ့နှလုံးသားကိုအပိုင်သိမ့်နိုင်မဲ့စာချောင်းတဲ့ချောင်းကိုပြပြပေးသွားပါမယ်။ပထမအောင်ဆုံးတစ်ချောင်းက Let's flip a coin. Head I'm yours. Tails you're mine. အကျွေးစီကိုခေါင်းမလှန်ကြရအောင်။ခေါင်းကြရင်ငါမင်းပိုင်။ပန်းကြရင်မင်းကငါပိုင်။ Okay? less flip acquire ကြတော့အကျွေးစီကိုခေါင်းပန်းလှန်တာကိုပြောပါတော့။ quire c o i n quire ကြတော့အကျွေးစီ flip ကကြတော့အဲ့လိုမျိုးလှန်လိုက်တာပေါ့။အပေါ်အကျွေးစီလေးကိုလေးမြှောက်လိုက်ပြီး toss လုပ်လိုက်တဲ့ဟာအဲ့ဒါကို flip လို့ခေါ်တာပေါ့နော်။ပြီးရင် head ကကြတော့ခေါင်းပန်းကိုပြောတာ I'm yours I'm yours ဆိုတာကြတော့ငါကမင်းရဲ့ဟာပေါ့။ငါကမင်းရဲ့အပိုင်ပေါ့။ kills ဆိုတာကြတော့ပန်ကျမတို့စီမှာဆိုရင်ခေါင်းနဲ့ပန်လို့ပြောရပါတော့သူစီမှာကြတော့ taste ကနည်းနည်းအမီးလိုမျိုးပေါ့နော်ပန်ပန်ကြောင့်လို့ရှင် your mind မိရငါအပိုင် okay let's flip a coin head i'm yours kills your mind okay เนาะဟုတ်ပြီเนาะစာကြောင်းတိစောက်ပုံရောအဲစကားလုံးလေးတွေရောတိမယ်เนาะ let's flip a coin head i'm yours kills your mind ကျွေးစီကိုခေါင်းမလှန်ကြရအောင်ခေါင်းကြရင်ငါမင်းပိုင်ပန်ကြရင်မင်းကငါအပိုင် Okay? Now တစ်ခုကြည့်ရအောင်။ My hand feels heavy. Will you hold it? ငါလက်ကလေးနေတယ်လို့ပဲမင်းကင်နာပေးလို့ရမလား။ကိုယ်လက်ကပေါ့နော်။ကိုယ်လက်ကြီးကတိုင်းထားရတာအရင်လေးနေတယ်။နည်းနည်းလေးမထားပေးပါလား။ဒီလိုမျိုးပုံစံပေါ့။လက်ကင်ခိုင်းတဲ့သဘောပဲပေါ့နော်။ Okay? My hand feels heavy. အာငါရဲ့လက် my hand ကငါရဲ့လက်ပေါ့နော် feels ကကြတော့အဖြစ်နေတလို့ပဲခံစားနေရတလို့ပဲပေါ့ heavy ကကြတော့လေးလံတော့ my hand feels heavy ဆိုလို့ရှင်ငါရဲ့လက်တွေကလေးနေတလို့ခံစားနေရတယ်လေးနေတလို့ပဲပေါ့နော် will you hold it မေးကင်ထားပေးလို့ရမလားကင်ထားပေးပါလားဒီလိုမျိုးပြောပါပေါ့နော် will you ကကြတော့မလား လိတ်မလားပေါ့နော် hold ကကြတော့ဆုပ်ခိုင်နာသည် it ဆိုကြတော့ my hand ကိုပြောတာ my hand feels heavy will you hold it ငါလက်ကလေးနေတလို့ပဲမင်းကင်ထားပေးပါလားဒီလိုမျိုးလေးပြောတာပေါ့နော်နောက်ကြောင်ကြည့်မယ်နောက်ကြောင်ကြတော့ are you wifi because i'm feeling a strong connection with you မင်းက wifi လားဘာလို့လဲဆိုတော့ငါတို့ကြောင်မှာဆက်သွယ်မှုကအရင်အကောင်းနေတလို့ခံစားရလို့ okay wifi อ่ะจ้ะจมารู้ติอ่ะเนาะจมารู้อินเทอร์เน็ตต้องนี่ wifi ไอ้มา wifi ฉိတ်เดียว wifi ฉိတ်เดียวสอ wifi are you wifi ဆိုလို့ရှင်မြတ် wifi လား because ဘာလို့လဲဆိုတော့ i am feeling ငါခံစားနေရလို့ဘာခံစားနေရလဲ a strong connection strong ကကြတော့အားကောင်းတယ်တတ်မာတယ် connection ကကြတော့အချင်းချင်းဆက်သွယ်မှုချိတ်ဆက်မှုပေါ့နော် i'm feeling a strong connection ဆိုလို့ရှင်ငါကတန်အားကောင်းတဲ့ချိတ်ဆက်မှုကိုခံစားနေရလို့ okay with you မင်းနဲ့ okay မင်းနဲ့အတူမင်းနဲ့ငါတို့ချားမှာ okay ဒါရေအကုန်လုံးစီလျောင်းဘာသာပြန်လိုက်ရင်အာ because i'm feeling a strong connection with you အကုန်လုံးစီလျောင်းဘာသာပြန်လိုက်ရင်ဘာလို့လဲဆိုတော့ငါတို့ချားမှာဆက်သွယ်မှုအရင်အားကောင်းနေတယ်လို့ခံစားရလို့ okay are you wifi because i'm feeling a strong connection with you မင်းက wifi လားဘာလို့လဲဆိုတော့ငါတို့ဂျာမန်ဆက်သွယ်မှုအရင်အားကောင်းနေတယ်လို့ခံစားနေရလို့အမ်ဥမာကမ္မလေးနဲ့စကားပြောနေအောင်ဆိုလို့ရှိရင်ဘာမှဆိုင်မှမဆိုင် are you wifi လို့ထပ်မေးလိုက်ကမ္မလေးကကြောက်သွားမှာပဲလေမင်းက wifi လားဟမ်ဘာကြီးတော့ငါ wifi မဟုတ်ပါဘူးဆို because i'm feeling a strong connection with you အာဘာလို့လဲဆိုတော့ငါတို့ဂျာမန်ဆက်သွယ်မှုအရင်အားကောင်းနေတယ်လို့ခံစားရလို့အမ်ဒီလိုမျိုးလေးပြောလို့ရတယ်ပေါ့ okay နောက်တစ်ခုသားကြည့်အောင် Do you have a name or can I call you mine? မင်းမနာမည်ရှိလားဒါမှမဟုတ်မင်းကိုငါအပိုင်လို့ခေါ်လို့ရမလား Okay ဒါကတော့နာမည်မရှိလို့ရှင်ငါအပိုင်လို့ပဲခေါ်လိုက်တော့မယ်မင်းနာမည်ဒီလိုမျိုးပုံစံပြောချင်တာပေါ့နော် Do you have a name ကကြတော့မင်းမနာမည်ရှိလား Do you have a name မင်းမနာမည်ရှိလား or ဒါမှမဟုတ် Can I call you mine? မင်းကိုငါအပိုင်လို့ခေါ်လို့ရမလား? Can I call you ကမင်းကိုခေါ်လို့ရမလားပေါ့နော်? mine မိုင်းရတာငါအပိုင်ငါရဲ့ဟာပေါ့ okay can i call you mine ဆိုလို့ရှင်မေကိုငါပိုင်လို့ခေါ်လို့ရမလား do you have a name or can i call you mine mima အာမေမနာမည်ရှိလားဒါမှမဟုတ်ရင်မေကိုငါပိုင်လို့ခေါ်လို့ရမလား okay do you have a name or can i call you mine ဟုတ်ပြီနော်နောက်တစ်ခုကြည့်အောင် i'm not a gambler but I've just bet my heart on you. ငါကတော့လောင်းကစားသမားမဟုတ်ပါဘူး။ဒါမှငါနှလုံးသားကိုတော့မင်းစီမှာလောင်းကြီးထက်လိုက်ပြီ။ Okay. I'm not a gambler. Gambler ကလောင်းကစားသမားပေါ့နော်။ Gambling ဆိုလို့ရှိရင်လောင်းကစားလုပ်ခြင်းပေါ့။ Okay. I'm not a gambler ဆိုလို့ရှိရင်ငါကလောင်းကစားသမားမဟုတ်ပါဘူး။ Bet. ဒါပေမဲ့ I've just bet. ငါလောင်းကြီးထက်လိုက်ပြီ။ bet b e t bet ကကြတော့လောင်းကြီးထက်တယ်ပေါ့နော် f just bet my heart ငါရဲ့နှလုံးသားကို my heart ကငါရဲ့နှလုံးသားကို on you မင်းစီမှာ okay i'm not a gambler but i've just bet my heart on you ငါလောင်းကစားသမားမဟုတ်ပါဘူးဒါပေမဲ့ငါရဲ့နှလုံးသားကိုတော့မင်းစီမှာလောင်းကြီးထက်လိုက်ပါပြီ okay gambler ကလောင်းကစားသမား bet bet ကလောင်းကြီးထက်သည် my heart အာငါ့ရဲ့နှလုံးသားအညူမင်းစီမှာမင်းပေါ်မှာပေါ့နော်โอเคဟုတ်ပြီနော်သဘောပေါက်မယ်နော်ဒီစာကြောင်းလေးကိုလဲခေးနောက်တစ်ခုတွေ့ကြည့်မယ် Are you a time traveler because I see you in my future မင်းอ่ะအချိန်ခီးသွားရတူလားဘာလို့လဲဆိုတော့မင်းကိုငါ့ရဲ့နာကမှာမြင်နေရလို့ time traveler time traveler ကြတော့ကျမတို့တိမလားတော့မသိဘူးပေါ့နော်ဥမာ အခုက2025ပေါ့နော်2100လူอ่ะဒီ2025ကိုရောက်လာတာတို့เนาะလုံးဝ1 3000ကျော်อ่ะလူอ่ะဒီအခုခုနှစ်ကိုရောက်လာတာတို့အဲ့ဒါမျိုးတွေ time traveler လို့ခေါ်တာအတိတ်ကလူอ่ะဒီပစ္စုပန်ကိုရောက်လာရဆိုရင် time traveler လို့ခေါ်တယ်ပေါ့နော်သိပ္ပံကားတွေထဲမှာဆိုမြင်ရတယ်ပေါ့နော် Okay အဲ့ဒါကို time traveler Are you a time traveler မင်းอ่ะအချိန်ခီးသွားတဲ့သူလား because ဘာလို့လဲဆိုတော့ I see you ငါမင်းကိုမြင်နေရတယ် in my future ငါရဲ့အနာဂတ်မှာငါရဲ့အနာဂတ်မှာမြင်နေရတာမင်းကဘာလို့ဒီကိုရောက်လာတာလဲဆိုတော့ပုံစံမျိုးပေါ့နော်ပြောရမယ်ဆိုရင်အနာဂတ်မှာတူတူပေါင်းသွားမှာလက်ထပ်သွားမှာတွဲသွားမှာဆိုတဲ့ဟာမျိုးကိုပြောချင်တာပေါ့နော်ကဲအနာဂတ်မှာမပေါ်လာမယ့်လူမင်းကဘာလို့အခုပေါ်လာလဲဆိုတဲ့ပုံစံမျိုးလေးပြောတာပေါ့ โอเคအဲဆိုရင်ကိုကောင်မလေးကိုကိုက are you a time traveler မင်းอ่ะအချိန်ခီးသွားတဲ့သူကြီးလား time traveler ကြီးလားဒီလိုမျိုးမေးလိုက်အဲ့လိုမျိုးဆိုတော့ဟွန်းဘာဖြစ်လို့လဲဆိုရင် because i see you in my future ဘာလို့လဲဆိုတော့မင်းကိုငါရဲ့အနာဂတ်မှာမြင်နေရလို့โอเคအနာဂတ်ကလူကဒီရောက်လာတယ်ဆိုပုံစံမျိုးပေါ့ okay i see you ငါမျိုးမြင်ရတယ် in my future future ကအနာဂတ် okay are you a time traveler because i see you in my future ဟုတ်ပြီနော် If I could rearrange the alphabet, I'll put you and I together. ငါသာအခက်အရီကိုပြန်စီလို့ရမယ်ဆိုလို့ရှင် you နဲ့ I ကိုအတူတူထားမှာ Okay? ဒါကြောင့်ဘာပြောရလဲဆိုတော့ alphabet alphabet ကကြတော့ကျမတို့အခက်အရီကာကြီးခါဝဲကငယ်ကာကြီးငါအင်္ဂလိပ်စာမှာလည်း A ကနေ Z အထိကိုပြောရပါဘောနော် rearrange ကပြန်စီတာ arrange ဆိုလို့ရှင် season သည် rearrange ဆိုလို့ရှင်ပြန်ပြီးတော့ season တယ် Okay? If I could rearrange uh ငါပြန်စီလို့ရမယ်ဆိုရင်ဘာတွေပြန်စီလို့ရမှာလဲ the alphabet အခရာတွေကို okay if i could rearrange the alphabet ဆိုလို့ရှင်ငါသာအခရာတွေကိုပြန်စီလို့ရမယ်ဆိုရင်လို့ပြောတာအမှဆိုလို့ရှင်ကျမတို့ h i i ပြီးလို့ရှင် j k l m n o p QRSTU U နဲ့ I ချားမှာကွာစလုံးတွေအများကြီးရှိရလေဟုတ်တယ်မလားဒါမဲ့ तू က U နဲ့ I ကိုတူတူထားမယ်ဆိုရင်ဟာ U ဆိုရဟာ mean ဆိုရဲ YOU U လဲ U လို့အတန်ထွက်တယ်လေ U ဆိုရဟာ mean လို့ပြောတာ I ဆိုရဟာငါလို့ပြောချင်တာ mean နဲ့ငါနဲ့ကိုတူတူထားလိုက်မှာပဲဆိုရဲဟာမျို ယူနဲ့အိုင်ကအရန်ကွာနေရကွာယူနဲ့အိုင်ယူဆိုတဲ့အခရနဲ့အိုင်ဆိုတဲ့အခရကိုမင်းနဲ့ငါလို့ तू ကအဲ့လိုမျိုးကိုစားပြုတ်လိုက်တာယူနဲ့အိုင်ကအရန်ကွာနေလို့မင်းနဲ့ယူနဲ့အိုင်ကိုငါတူတူစီထားလိုက်မှာပဲအဲဒီလိုမျိုးပြောတာပေါ့နော်နားလည်မယ်နော် Okay if i could rearrange the alphabet i would put you and i together ငါသာအခရတွေကိုပြန်စီလို့ရမယ်ဆိုရင်ယူနဲ့ i နဲ့ကိုတူတူထားမှာ okay ဒါဆိုရင်တချို့အာခင်မီရဲ့ကောင်လေးကောင်မလေးဆိုရင်လည်းတယောက်နဲ့တယောက် you ကလေ i ကလေ you ကလေ i ကလေအဲ့လိုမျိုးတွေပြောကြရတယ်လေ okay အဲ့တော့ if i could rearrange the alphabet i'll put you and i together ငါသာအက္ခရာတွေကိုပြန်စီလို့ရမယ်ဆိုရင် you နဲ့ i ကိုတူတူထားမှာဟုတ်ပြီနော် okay နောက်တစ်ခုသွားကြည့်အောင် are you an electrician because you're lighting up my heart မင်းကလျှက်စစ်ပညာရှင်လားဘာဖြစ်လို့လဲဆိုတော့မင်းကငါ့နှလုံးသားကိုအလင်းရောင်တွေပေးလိုက်လို့ Okay electrician ကကြတော့လျှက်စစ်ပညာရှင်လျှက်စစ်မီးသမားလျှက်စစ်အကုံလုံးကိုပေါ့နော်လျှက်စစ်မီးတွေတဲ့သူလျှက်စစ် engineer အကုံလုံးကို electrician လို့ခေါ်တယ် because ဘာလို့လဲဆိုရင် you are lighting up မင်းကအလင်းရောင်တွေပေးလို့ lighting up ကကြောင့်အလင်းရောင်တွေဖြာထွက်လာအလင်းရောင်တွေ ထွက်လာတယ်အလင်းရောင်တွေပေးလိုက်တယ်ဆိုတဲ့အဓိပ္ပာယ် my heart ငါ့ရဲ့နှလုံးသားကို okay you are lighting up my heart ဆိုလို့ရှိရင်မင်းကငါ့ရဲ့နှလုံးသားကိုအလင်းရောက်နေပေးလိုက်လို့ဟုတ်ပြီနော် are you an electrician because you are lighting up my heart မင်းကလျှက်စစ်ပညာရှင်လားဘာလို့လဲဆိုတော့မင်းကငါ့ရဲ့နှလုံးသားကိုအလင်းရောက်နေပေးလိုက်လို့ okay ကမာလေးနဲ့ထိုင်နေတော့နင်းထိုင်ရင်းနဲ့ are you an electrician ဆိုလို့ရှိရင်ဟင်မင်းကလျှက်စစ်သမားလားလျှက်စစ်ပညာရှင်လားဒီလိုမျိုးမိလားဟမ်ဘာဖြစ်လို့လဲလို့ပြောလိုက်တာ ਨੇ because you are lighting up my heart ဘာလို့လဲဆိုတော့မင်းကငါ့လုံတော့လေးယောက်နေပေးလို့အဲဒီလိုမျိုးပြောလို့ရတယ်โอเคနောက်တစ်ခါကျတော့ I believe in following my dreams အိမ်မက်တွေကိုလိုက်ရမယ်ဆိုတာငါယုံကြည်အိမ်မက်တွေနောက်ကိုလိုက်ရမယ်ဆိုတာငါယုံကြည်တယ် Can I have your Instagram ဒါကြောင့်မင်းရဲ့ Instagram account လေးပေးလို့ရမလားအဲပြောချင်တဲ့သဘောတော့ Instagram account ကို follow လုပ်ချင်လို့ပေါ့ဘာဖြစ်လို့လဲဆိုတော့မင်းကလည်းငါ့ရဲ့အိမ်မက်ပဲဆိုတဲ့သဘောမျိုး သဘောပေါက်တယ်နော် I believe ငါယုံကြည်တယ် in following လာရမယ်ဆိုတာဘာလို့လာရမှာလဲ my dreams အိမ်မက်တွေနောက်ကို I believe in following my dreams အိမ်မက်တွေနောက်ကိုလာရမယ်ဆိုတာကိုငါယုံကြည်တယ်အဲပြီးတာနဲ့ can i have your instagram ဆိုလို့ရှင် तू ကလည်း instagram မှာနေကိုလည်း follow လုပ်မယ်ဘာလို့လဲဆိုတော့နေကငါ့အိမ်မက်မှုလို့ follow လုပ်ရမယ်ဆိုတော့ပုံစံမျိုးကိုပြောချင်တာပြောမယ်ဆိုရင်တော့ instagram ဖြစ်ဖြစ် facebook ဖြစ်ဖြစ်မှာ follow လုပ်ချင်တယ်ဆိုလို့ရှင်ဒီလိုလေးပြောလို့ရတယ်ပေါ့နော် i believe in following my dreams အိမ်မက်တွေနောက်ကိုလာရမယ်လို့ငါယုံကြည်တယ်အာ can i have your instagram ဒါကြောင့်မင်းရဲ့ instagram account လေးပေးလို့ရမလား follow လုပ်မလို့ okay သူ့ကိုလည်း instagram မှာ follow လုပ်မလို့ facebook မှာ follow လုပ်မလို့ဒီလိုမျိုးပြောချင်တာ အိမ်မက်တွေနောက်ကိုလိုက်တာကိုလည်းဒီ follow ဆိုတဲ့စကားကိုပဲသုံးတယ်။အတော့အဲ့နှစ်ခွတူနေတော့အကုန်လုံးကအကောင့်တောင်းချင်လို့ရှိရင်ငါအိမ်မက်ကို follow လုပ်တာပါဆိုတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုလေးပြောတာ။ Okay ။နောက်တစ်ချောင်းသွားကြည့်မယ်။ Is your dad a gardener because you are blooming beauty? မင်းဖေကဥယျာဉ်မှူးကြီးလား။ဘာလို့လဲဆိုတော့မင်းကပန်းပွင့်လေးလို့လှနေလို့။ Okay ။ Is your dad မင်းရဲ့အဖေကဘာဘာဖြစ်တာလားလဲ gardener gardener ကဥယျာဉ်မှူး is your dad a gardener မင်းရဲ့အဖေကဥယျာဉ်မှူးလား because ဘာလို့လဲဆိုတော့ you are a blooming beauty မင်းဟာပန်းတပွင့်လေးပန်းလေးလိုလှနေလို့ blooming ကကြတော့ဒါရိုက်ဘာသာပြန်တော့လုံးဝပွင့်ဖူးနေတဲ့အလှပွင့်ဖူးနေရပေါ့နော်ပန်းနေလုံးဝအများကြီးအရမ်းရပွင့်လန်းနေရဆိုရင် blooming လို့ခေါ်တာ beauty ရကြတော့အလှပေါ့နော် you are blooming beauty ဆိုရင်ပန်းပွင့်လေးလိုလှနေတဲ့သူမျိုးကို blooming beauty လို့ခေါ်တယ် you are blooming beauty ဘာလို့လဲဆိုတော့မင်းကပန်းပွင့်လေလို့လာနေလို့ is your dad a gardener because you are blooming beauty ဘာလို့လဲဆိုတော့မင်းကပန်းပွင့်လေလို့လာနေလို့အဖေကဥယျာဉ်မှုဆိုတော့တမီးကပန်းပွင့်လေပေါ့အဲဒီလိုမျိုးပုံစံမျိုးပြောချင်တာပေါ့နော် okay is your dad a gardener because you are blooming beauty မင်းအဖေကဥယျာဉ်မှုလားဘာလို့လဲဆိုတော့မင်းကပန်းပွင့်လေလို့လာနေလို့ okay ဟုတ်ပြီနော် ါဆိုလို့ရှိရင်တော့ကျမတို့ဒီနေ့နည်းနည်းပေါ့ပေါ့ပါပါပေါ့နော်ပေါ့ပေါ့ပါပါမယ်စားကြောင်းလေးတွေကတော့လည်းပညာပါတယ်ပေါ့နော်စားကြောင်းဖွဲ့စည်းပုံလေးတွေလည်းကြည့်โอเคပြီးရင်အာကောင်မလေးကောင်လေးတွေကိုခြွေလို့ရတဲ့စလုံးလေးတွေကိုလည်းကြည့်ပြီးတော့ချက်နေနေဖြစ်ဖြစ်အဲညံ့ညံ့ပြီးတော့တုံးလို့ရတာပေါ့နော်ဒါမဲ့ကိုပြောနေတဲ့ကောင်းလေးကောင်မလေးကလည်းကိုပြောတဲ့စကားနားလဲမှာတော့ဖြစ်မယ်ပေါ့နော်အဲဆိုတော့ ဒီလောက်ပါပဲဒီနေ့ကတော့ပေါ့ပေါ့ပွားပျော်ပျော်ရွှင်ရွှင်လေးနဲ့ပြောစရာကောင်းတဲ့စာကြောင်းလေးတွေကြည့်လို့ရတဲ့စာကြောင်းလေးတွေပေါ့နော်အားမျိုးလေးတွေကျွန်မတင်ပေးသွားတာဖြစ်ပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာလည်းနောက်ထပ်ပြန်ပြီးတော့တွေ့မယ်နော်ကြိုက်တယ်ဆိုရင် like comment subscribe share လေးလုပ်ခဲ့ပြီးပါအားဆိုလို့ရှိရင်အကုန်လုံးပဲတတား